လိုသာနိုင်ငံတော်အဆင့်စနစ်တကျဖိတ်တာကိုစနစ်တကျမဆွေးနွေးရင်ကျမတို့ကလက်မခံဘူးဆိုရင်နမ်ဘေးလက်ဖေးဆိုင်ကဟလာနိုင်ငံရေးကိုအပါပြေတဲ့အဆင့်ဖြစ်နေပါလေ။ဒါကြောင့်မလို့ကျမတို့ကနမ်ဘေးလက်ဖေးဆိုင်အပါပြေတဲ့နိုင်ငံရေးအဆင့်ကိုတော့ကျမမလို့ချင်ဘူး။ကျမဖတ်ထားတဲ့ပညာတွေနဲ့အတိုင်းအတာကိုကျမတို့ဟလာဘလို့အကျိုးကျေးဇူး လုပ်ပေးရမလဲဆိုတဲ့အားမျိုးကျွန်မယူနေမှာရရှိရဲအခုကျွန်မအမှန်တိုင်းပြောရရင်ကျွန်မချစ်တဲ့ပါတီမရှိတော့ဘူးဒါပေမဲ့ပါတီမရှိမှာမဟုတ်ဘူးနိုင်ငံရေးဆိုတာလုပ်လို့ရတာမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်မပြည်သူတွေအတွက်ရွေးကောက်ပွဲဝင်ပေးမယ်ပြည်သူတွေအတွက်ပတ်ပေါ်တဲ့ကိုရောက်အောင်သွားမယ်ပြီးရင်ပြည်သူတွေအတွက်ကိုမကိုတော့မှလို့ပဲရဲရဲတောက်ကျွန်မဆွံ့ရပေးဖို့စံသားတော့ရှိပြီးသားဆုံးဖြတ်ထားပြီးသားဒီ9နှစ်ဟာကျွန်မတာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမယ်9နှစ်ဖြစ်တယ်လို့ကျွန်မခံယူရဲနိုင်ငံရေးဆိုတာကကိုကြီးပဲ ို့အလှည့်ကြီးပဲဆိုတာမရှိဘူးနိုင်ငံရေးမှာသူ့အလှည့်ကို့အလှည့်ဆိုတာရှိတယ်ကို့အလှည့်မှာကိုတာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမယ်သူ့အလှည့်မှာသူ့တာဝန်ယူပြီးဆောင်ရွက်ပေးရမယ်ကျွန်မဘသူပဲဟိုကောင်းအောင်လုပ်လို့ကျွန်မမူတည်တာသွားတယ်မှန်ကန်တဲ့ဟလာနိုင်ငံရေးကိုလုံမစားတော့ဖြစ်ပေါ်ပြီးလဲများဖြစ်ပေါ်ရေးကိုရောက်ဖို့လိုအပ်ပါတယ် လွတ်တော်တဲ့အရောက်သွားပြီးပြည်သူတွေအတွက်ရဲရဲတောက်ဆွေးနွေးသွားအောင်မဲ့ဒေါ်စန္နာမင်းနိုင်ငံတော်အစစ်စနစ်တကျဖိတ်တာကိုမဆွေးနွေးရင်လမ်းဘေးလက်ဖက်ရည်ဆိုင်မှာနိုင်ငံရေးကိုအာသာဖြေတဲ့အစ်စ်မဲဖြစ်နေမှာအဲ့လိုမဖြစ်ချင်လို့တတ်ထားတဲ့ပညာတွေနဲ့တိုင်းပြည်ကိုဘလို့ကျေးဇူးပြုပေးရမလဲစဉ်းစားပြီးပြည်သူတွေအတွက်ရွေးကောက်ပွဲဝင်ပေးမယ်။လွတ်တော်တဲ့ရောက်အောင်သွားပြီးပြည်သူတွေအတွက်ရဲရဲတောက်ဆွေးနွေးမယ်။မှန်ကန်ပြီးနိုင်ငံရေးကိုလုံမစားတဲ့ကိုယ်စားလှယ်တွေလွတ်တော်တဲ့ကိုရောက်ဖို့လိုပါတယ်။ဒေါ်စန္နာမင်းကပြောသွားသည်မူ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကဲတလားလောက်လူရဲရပါတော့ဟော ကျမရောကိုအောင်စိုးကိုရောနှစ်ယောက်စလုံးကိုအာကျမတို့ဒီ quick store ကျင်းပဖို့ရှိတယ်ဟိုတက်မလားဟိုကျမတို့မေးပါတယ်အာကျမတို့တွေကဟုတ်ပါတယ်ကျမတို့တက်မယ်ကျေးဇူးလည်းတင်တယ်ဖိတ်တဲ့အတွက်ဘာဖြစ်လို့ကျေးဇူးတင်လဲဆိုတော့ကျမတို့ကိုဖိတ်ခြင်းအပြင်လို့ဒါဟာငင်းငန်းရေးကိုတဝက်အောင်မြင်ပါတယ်လို့ကျမပြောခဲ့တယ်ဒါကြောင့်မို့လို့ကျမတို့ဒီ forum ကို join ပါမယ်လို့ပြောပါတယ် နောက်တော့ foreign ကျင်းပခင်ကြတော့မကျင်းပခင်မှာပေါ့เนาะကျမတို့ဘယ်ခေါင်းစဉ်ကိုစိတ်ဝင်စားသလဲလို့မေးတဲ့ခါကျတော့ကျမကတော့ရွေးကောက်ပွဲအလွန်ကာလပေါ့เนาะနိုင်ငံကိုပေါ့ငင်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဘယ်လိုလုပ်မလဲဆိုတဲ့အခက်အခဲတော့ကျမရွေးလိုက်ပါတယ်အဲအဲ့ခါနောက်တစ်ပတ်ကျတော့ကျမကိုထပ်ပြီးတော့အကြောင်းကြားပါတယ်ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ speaker ဖြစ်နဲ့ရွေးချယ်ပါတယ်လို့ပြောတော့ကျမဟုတ်ကဲ့လုပ်ပေးပါမယ်လို့ကျမပြောလိုက်တယ်ဘာဖြစ်လို့လုပ်ပေးမလဲဆိုတော့ကျမတို့ကိုဟုတ်လားဟိုခေါင်းစဉ်ကိုလည်းကိုကြိုက်တာရွေးခွင့်ပေးတယ် ဘာပြောပါလို့လည်းမပြောဘူး။ဒါဒီဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့ဟာပေါ့နော်။ကို့အရင်ထဲမှာရှိတဲ့ဟာကို့ဆိုတာအားလုံးကိုကျမတို့ပြောပိုင်ရရှိပါတယ်လို့ပြောထားတယ်။ဆိုတော့ကျမတို့ဟလာဟိုလေကျမကတော့ပြောလိုက်ပါတယ်။ကျမဒီပညာရှင်ကြီးမဟုတ်ဘူး။ဒါကြောင့်မို့လို့ကျမ၄နှစ်တာကာလပတ်လုံးမှာကျမတို့တွေးရကြုံရတဲ့ဟာတွေမြေပြင်မှာဖြစ်နေတဲ့အခက်အခဲတွေမြေပြင်မှာလက်တွေ့ဖြစ်နေတဲ့ဟာတွေကိုကျမ ဒါတွေကိုပဲဆွေးနွေးပါမယ်လို့ပြောတော့လက်ခံပါတယ်လို့ပြောပါတယ်။ဒါကြောင့်မို့လို့လေကျမတို့ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကိုလည်းကြိုတင်ပြီးတော့ဖုတ်ထားစရာမလိုဘူး။ဟလာသူတို့ကိုဘုရားမှာလည်းကြိုတင်ဖုတ်ထားစရာမလိုဘူး။ဒါပေမဲ့ဟလာဒီဟိုဟာဒီဟိုဘောနော forum ချင်းပါခင်တည့်ရက်လို့ကျမတို့ရောက်လာတယ်။အဲ့ဒီချိန်ကျမှကျမတို့ဟိုဒီ speaker တွေပေါ့နော်ကျမတို့အဲ့ဒီမှာပြောမယ် speaker တွေဒါစုပြီးတော့ group discussion တွေလုပ်တာပဲ။ ရှိတယ်ဘာကလွဲပြီးတော့ကျမတို့ကိုဘာမပြောပါနဲ့ဘာပဲပြောပါဘာညာဆိုတာဘာမှမရှိဘူးလွတ်လွတ်လပ်လပ်အလုံးပြောခွင့်ပေးတယ်ဒါကြောင့်ကျမတို့ကဟိုတကယ်ကိုပဲမြေပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုဆွေးနွေးခွင့်ရတဲ့အတွက်ကျမချေနှက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့လည်းနှစ်တာကာလပတ်လုံးကြီးအာကျမတို့ဟိုပေါ့နော်ဟိုစိတ်မကောင်းဖြစ်ရတာတွေဝမ်းနည်းရတာတွေအဲတခါလေကြာရင်ကိုယ့်ကိုယ်ကိုတင်ငယ်တာတွေလည်းကျမတို့ဖြစ်ခဲ့ပါတယ်အော်အော်သူများတွေပေါ့နော်ကိုယ့်ရဲ့လုပ်ပေါ်ကိုင်းဖက်တွေအကုန်လုံးကတခါလေကြာလို့ရှိရင်ကောင်းကောင်းမွန်မွန်နဲ့အာဟို ဖြစ်နေတဲ့အချိန်မှာကိုရေကအာငါတို့ကလူရမဝင်တော့ဘူးလားဆိုတဲ့စိတ်လေကျွန်မမှာခဏခဏဖြစ်ပါတယ်။ဒါပေမဲ့အခုကလူရဝင်တယ်လို့ကျွန်မပြောတာမဟုတ်ဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်မတို့ရင်ထဲမှာဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုနိုင်ငံတော်အစ်စ်ဆွေးနွေးပေးရတယ်ဆိုတဲ့ဟာကကျွန်မရှင်းနေမိတယ်။ဒီလိုသာဟိုပေါ့နော်ဒီလိုသာနိုင်ငံတော်အစ်စ်ဆိုစနစ်တကျဖိတ်တာကိုစနစ်တကျမဆွေးနွေးရင်ကျမတို့ကလက်မခံဘူးဆိုရင်နမ်းမေးလက်ဖိတ်ဆိုင်မှာဟလာနိုင်ငံရေးကိုအာသာဖြေတဲ့အစ်စ်မဖြစ်နေမှာလေ ဘာကြောင့်မလို့ကျမတို့ကလမ်းဘေးလက်ဖက်ဆိုင်အာသာဖြေတဲ့နိုင်ငံရေးအဆင့်ကိုတော့ကျမမလို့ခြင်းဘူးကျမတတ်ထားတဲ့ပညာတွေနဲ့တိုင်းပြည်ကိုကျမတို့ဟလာဘလို့အကျိုးကျေးဇူးလုပ်ပေးရမလဲဆိုတဲ့ဟာမျိုးကိုကျမယဉ်ထဲမှာအမြဲရှိတယ်ဘာကြောင့်မလို့ဒီ program ကိုဆက်ရောက်လာခြင်းဖြစ်တယ်ရွေးကောက်ပွဲဝင်ဖို့ဆိုတာအဲကျမကတော့ပါတီနိုင်ငံရေးကိုစိတ်ဝင်စားတယ်ဒါကြောင့်မလို့အခုအခင်းချင်းကိုကြည့်လိုက်တဲ့အခါမှာပါတီပေါင်း90ကျော်လဲဟလာတွေ့ရတယ်ပါတီကလူတွေ ဟာတက်ဆိုင်ရာအနာရှိရလူတွေအကုန်လုံးနဲ့အများကြီးလာတဲ့ဟာအများကြီးဆွေးနွေးကြတယ်ပေါ့နော်ဒီဆွေးနွေးချက်ပေါ်မှာချီချင်းအပြင်ရွေးကောက်ပွဲဆိုတာအမှန်တကယ်ဖြစ်မယ်ဆိုတာမျိုးကျမတို့ယုံကြည်တယ်အာနောက်ပြီးတော့ဒီရွေးကောက်ပွဲဝင်ဖို့ကိုလည်းဟလာကိုယ်စားလှယ်တွေဟာရှိတဲ့နဲ့ရွေးကောက်ပွဲဝင်ဖို့လည်းပါတီတွေဟာအဆင်သင့်ဖြစ်တဲ့နယ်ဆိုတာမျိုးမြင်တယ်ဒါကြောင့်မလို့ကျမကိုယ်တိုင်တောင်ပါတီရှိခဲ့တယ်ဆိုလို့ရှိရင်ငါလည်းရွေးကောက်ပွဲဝင်မှာပဲလို့ကျမဆုံးဖြတ်မိတယ် ကျွန်မအရင်လည်းသတိရတယ်ပေါ့နော်လွန်ခဲ့သော2012ကဆိုရင်ကျွန်မဒီနေရာမှာ2012ကနေ15အထိပေါ့ကျွန်မရဲ့လုပ်ဖို့ဂိုင်းသက်တွေကျွန်မတို့ပါတီဝင်တွေနဲ့အတူတူပေါ့နော်အခုလိုပဲအာဆွေးနွေးကြတယ်ညှင်းခုန်ကြတယ်အခုလိုညဘက်ကြလို့ရှိရင်ဟလာကျွန်မတို့စူပေါင်းပြီးတော့စားပေါက်ကြတယ်ဒီဟာတွေကိုကျွန်မအများကြီးပြန်မြင်တယ်ဘာကြောင့်မလို့အခုဆိုရင်ကျွန်မတို့လုပ်ဖို့ဂိုင်းသက်တွေတကွဲတပြားတွေဖြစ်သွားတယ်လူတွေတကွဲတပြားဖြစ်တယ်ဆိုတာကပြဿနာမဟုတ်ဘူးပြန်ဆုံနိုင်တယ်ဒါပေမဲ့စိတ်သက်တွေလည်းကျွန်မတို့တကွဲတပြားတွေဖြစ်သွားကြတယ်အဲ့ဒီလိုပဲ ိုမခွန်နိုင်မပြောနိုင်တဲ့အခြေအနေကနေပြီးတော့ပြောင်းနေပြောင်းရန်သူအဖြစ်ကောင်ဟုတ်လားသတ်မှတ်ကြကြတယ်အချို့တလေဆိုလို့ရှိရင်ဖန်ဆီးတစ်ဖက်ချင်းတောင်အချင်းချင်းနေဖြစ်သွားရတယ်ဆိုရက်ဟာကကျမတို့အရင်စိတ်မကောင်းဖြစ်တယ်ဒါကြောင့်အခုဒီလိုဒီနေရာကိုအခုဒါဘောနော်ဒီဒီနေ့ကကာလအတွင်းမှာပထမဆုံးချိန်ဒါကျမပြန်ရောက်တာပါဒီလိုပြောင်းတဲ့ကာလမှာကျမရဲ့လို့ပြောကြမယ်ဒီကျမတတိယရန်တတိယပြောင်းစုစစ်ပါတီတွေအလုံးကဖြစ်ပါတယ်ပါတီတွေကဟိုဒုတိယပါတီခေါင်းဆောင်ဖြစ်နေလဲကျမကိုကန့်လန့်လာလို့ရှိပါတယ် 他妹妹，怎么陪 party 哦嘛，听不听话哦？喏，听，听，怎么嘛？你老人家提来起的，呃，那个要呃，谁在嘛嘞？party 呗，每个月请 party 哦嘛？他妹妹，怎么员工回屋嘞？怎么睡几张嘞？怎么这请假嘛？怎么收钱嘛？唔，怎么嘛？那边话，怎么七天 party 不需要？他妹妹 party 不需要嘛？嘛好哦，你阿姨说了，女朋友嘛好过，那怎么弄？单凭手艺，唔。 ခါတိုင်းလုံးရဲ့တော့ဆယ်နှစ်ကဖက်ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေဟာဟုတ်အရန်ဆိုးသွားပါပြီ။ဒါကြောင့်ကျွန်တော်တို့ကတောက်ကနေရနေပါဝင်ပြီးတော့ဆောင်ရွက်ဖို့လိုအပ်တယ်။ဒါကြောင့်မို့ကျွန်တော်ပြည်သူတွေအတွက်ရွေးကောက်ပွဲဝင်ပေးမယ်။ပြည်သူတွေအတွက်စက်တော်တွေကိုရောက်အောင်သွားမယ်။ပြီးရင်ပြည်သူတွေအတွက်ကိုငကိုတော့ကလိုပဲရဲရဲတောက်ကျွန်မဆွံ့ရွေးပေးဖို့စံထားတော့ရှိပြီးသားဆုံးဖြတ်ထားပြီးသားအဲ့ဒီတော့ကျွန်မအာမဲဆန္ဒနဲ့ဆိုတာတော့မကြွေးရသေးပါဘူး။နောက်ပါတီဆိုတာလည်းမကြွေးရသေးပါဘူး။တကယ်လို့သာရွေးခဲ့တယ်ဆိုရင်တော့ကျွန်မကိုအားပေးဖို့လိုအပ်ပါတယ်။ အောင်မြင်ဆိုတာတော့ကျွန်မလက်ခံပါတယ်အဲ့တော့ကျွန်မဒီအောင်မြင်ကိုလည်းချစ်ပါတယ်ဒီအောင်မြင်နဲ့ပဲအာကျွန်မစဉ်းစားထားပါတယ်ကျွန်မကလေအမှန်တိုင်းပြောရင်ကျွန်မမှာရန်သူလည်းမရှိဘူးဟိုအထူးသဖြင့်ရန်သူဆိုတာနိုင်ငံရေးရန်သူပေါ့နော်နိုင်ငံရေးရန်သူမရှိဘူးနောက်တစ်ခုကျွန်မကပါတီမခွဲခြားဘူးကျွန်မစိတ်မှာလေကျွန်မရှိတဲ့ပါတီကလူတွေအားလုံးနဲ့ကျွန်မခင်ခင်မင်မင်ပေါင်းတယ်ရဲဘော်ရဲဘက်အဖြစ်နဲ့ပေါင်းတယ်ကျွန်မဒီနယ်မြေမှာဒီစပူတီတီနယ်မြေမှာပေါ့နော်ကျွန်မတော်တော်ကိုလည်းစဖြစ်တော့ဆိုလို့ရှိရင်ကျွန်မနယ်မြေဆင်းပြီးတော့ ဟိုပိတ်ပိတ်ရတဲ့အချိန်မှာကျွန်မနည်းမြေစင်းလေရှိတယ်။အဲ့လိုနည်းမြေစင်းတယ်ဆိုတာလေကျွန်မဘယ်တော့ခါမှဟိုကျွန်မတို့ဒီမြေသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အိမ်လေးကိုကျွန်မမပင်ဘူး။ကျွန်မတန်းဆိုင်ပြည်ပြိုးရေးအုပ်စုဆိုတဲ့ရွာပတ်သက်ရှိတယ်။သူတို့ရဲ့အိမ်လေးကိုကျွန်မအရင်ဝင်တယ်။ကော်ဖီတောက်တယ်စကားပြောတယ်။အဲ့တော့သူတို့ကလည်းကျွန်မကိုလက်ခံတယ်။နောက်တကယ်တော့အဲ့အချိန်မှာကျွန်မတို့ကတင်းတစ်ထောင်ပေါ့နော်။ဟိုဆိုတင်းတစ်ထောင်ဟိုဆောက်ဟိုတော့ဘောကူစလေးတွေတုံးဆွဲခွင့်ရှိတဲ့တင်းတစ်ထောင်လုပ်ငန်းလုပ်လို့ရတယ်။အဲ့ဒီလိုမျိုးဆိုရင်လည်းကျွန်မဘယ်သောအခါမှ NLD ပါတီရဲ့ခေါ်လို့ကျွန်မမရှိဘူး။ ကျွန်မကလာပါတက်နိုင်ပြည်ပြည်ပါတီဝင်တွေလည်းအားလုံးလာပါပြီးဒီဘက်ကနေပြီးတော့ဒီ NLD ပါတီဝင်တွေလည်းလာပါအားလုံးအတူတူကျွန်မကျမ်းမြင်မှာထိုင်ပြီးအကုန်လုံးဆွေးနွေးရဲဟုတ်ပြီမြတ်မြတ်ကသာပဲအားလုံးကိုလုပ်ပေးတယ်အဲ့တော့ကျွန်မအရင်ထဲမှာဘယ်ပါတီဘသူ့ဘုံမှာခွဲခြားမှုမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီ9နှစ်ဟာကျွန်မတာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမယ်9နှစ်ဖြစ်တယ်လို့ကျွန်မခံယူတယ်နိုင်ငံရေးဆိုတာကကိုကြီးပဲ ကိုယ့်အလှည့်ကြီးပဲဆိုတာမရှိဘူးနိုင်ငံရေးမှာကိုယ့်အလှည့်ကိုယ့်အလှည့်ဆိုတာရှိတယ်ကိုယ့်အလှည့်မှာကိုယ်တာဝန်ယူပြီးတော့ဆောင်ရွက်ပေးရမယ်သူ့အလှည့်မှာသူ့တာဝန်ယူပြီးဆောင်ရွက်ပေးရမယ်ကျွန်မဘသူပဲဟိုကောင်းအောင်လုပ်လို့ကျွန်မမူတည်တာပွားတယ်ကျွန်မဘာပြောချင်လဲဆိုတော့ကျွန်မပြည်သူလူထုအားလုံးကိုပြောချင်တာကအခုရေကောက်ပွဲဆိုတာတကယ်ဖြစ်တော့မယ်ကျွန်မဒီ forum ကိုတက်ခြင်းအပြင်ကျွန်မသိလာတယ်ဒါကြောင့်မလို့ရေကောက်ပွဲဟာပြည်သူတွေအတွက်လိုအပ်တယ်ပြည်သူတွေရဲ့စံနာတွေကိုပြည်သူတွေရဲ့လက်သေးကိုအာမပြန်ရောက်ဖို့ဆိုတာက ကျမတို့မဲပေးဖို့လိုအပ်တယ်ကျမတို့စိုက်တဲ့လူကိုမဲပေးမယ်ကျမတို့စိုက်တဲ့လူကိုတင်မြောက်နိုင်ဖို့အတွက်ဟလာကျမတို့ရွေးကောက်ပွဲမှာပြည်သူတွေအားလုံးမဲပေးဖို့လိုအပ်တယ်ရွေးကောက်ပွဲကြီးတကယ်ကိုဖြစ်သွားဖို့လိုအပ်တယ်လက်တော်ကြီးတကယ်ဖြစ်ဖို့လိုအပ်တယ်အားလုံးပြည်သူတွေစုပေါင်းပေးပါကျမတို့မှန်ကန်တဲ့ဟလာနိုင်ငံရေးကိုလုံမစားသောဖွတ်တော်ကိုယ်စားလှယ်များဖွတ်တော်တွေကိုရောက်ဖို့လိုအပ်ပါတယ်ကျမနိုင်ငံရေးသမားပါအဲ့ခါကျတော့ကျမတို့ချစ်တဲ့လူတွေလည်းရှိတယ်မိုးမယ်လူတွေလည်းရှိတယ်အာကျမတခါလေးကြားလို့ရှိရင်ကျမဟို ီလို interview တွေမှာလည်းပြောပြလို့ရှိရင် comment ကိုဖတ်လို့မရှိဘူး။ဒါဆိုတော့ကျမဟိုမခံစားနိုင်လို့မဟုတ်ဘူး။မလိုအပ်လို့လို့ကျမသိတယ်။ဒါပေမဲ့ဟိုကျမမှားသွားတယ်လို့ကျမခံစားရတဲ့ခါလည်းရှိတယ်။ကျမမှန်တယ်လို့ခံစားရတဲ့ခါလည်းရှိတယ်။ဒီခါကျလို့ရှိရင်တော့ကျမမှားသွားတယ်လို့ခံစားရရင်ကျမပြန်ပြင်တယ်။ကိုယ့်ဘာသာကိုပြန်ပြင်တယ်။ပြည်သူတွေအတွက်ငါအကောင်းဆုံးပြန်အောင်လုပ်ပေးမယ်။ဘာဖြစ်လို့လဲဆိုတော့ကျမမှာစိတ်ရင်းစေတနာနဲ့ပဲအမြဲတမ်းလုပ်တယ်။ဒီအပေါ်မှာနားလည်တဲ့လူတွေရှိရဲ၊နားမလည်တဲ့လူတွေရှိတယ်။အများကြီးသိခံစားနေရင်ကျမတို့အလုပ်လုပ်လို့မရဘူး။အဲ့တော့ကို ့မှာ right way right decision ရှိတယ်ဆိုရင်အဲ့ဒီလမ်းကြောင်းတိုင်းပဲကျွန်မသွားချင်တယ်။ဘုံကြည့်ပါရယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေရဲ့နှစ်ပြေကိုခါနာပြန်ရဖို့လိုတယ်လေ။ဒီပဲရွတ်တော့ပဲဆိုတော့လိုအပ်တယ်။